အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ MCK YouTube channel လေးကနေပြီးတော့မှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မှာတော့ကျွန်တော်ကဒီ game လေးဆော့ရတာလွယ်ကူပြီးတော့ပတ်စံလေးအမှန်တကယ်ထုတ်လို့ရတယ်ပေါ့เนาะကျွန်တော်တို့ online ငွေရှာ game လေးအစ်တစ်ခုနဲ့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ game လေးကိုမိတ်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးနဲ့အရင်ဆုံးကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်ရဲ့ channel လေးပါကကျွန်တော်တို့ online ပုံမှန်ငွေရှာတဲ့နည်းပညာတွေနောက်ပြီးတော့အခုလိုမျိုး game တွေကနေပြီးတော့မှငွေရှာလို့ရတဲ့အကြောင်းအရာတွေကိုပြန်လည်ပြီးတော့ sharing လုပ်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ viewer တွေကိုရီမတွေကဒီကျွန်တော်နဲ့အတူပေါ့เนาะ online ပုံမှန်ငွေရှာခြင်းနဲ့ ီလိုမျိုးဂိမ်းနေရာနေပြီးတော့မှအပူဝင်ငွေလေးတွေရှာကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးလို့ရပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်။ Okay ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ login လေးကိုဆက်ပြီးတော့သွားလိုက်ကြရအောင်နော်။ဂိမ်းလေးကတော့ကျွန်တော်တို့ဒီကောင်လေးပါပဲ။အဲဒီကောင်လေးကိုတော့ကျွန်တော်ဒီ download ဆွဲဖို့ link ကိုထုံးတဲ့အတိုင်းပဲကျွန်တော်ဒီဘူယိုရဲ့ comment မှာကျွန်တော် download ဆွဲဖို့ link ဆိုပြီးတော့ကျွန်တော် link ချပေးထားပါမယ်။အဲ့ဒီ link ရနေပြီးတော့မှကျွန်တော်ရဲ့ကိုယူမလေးတစ်ချက်သွားပြီးတော့ ဝင်တောင်းလိုက်ပါနော်အဲတောင်းရင်ခါမှလေးကျွန်တော်ထုံးတန်တိုင်းပွဲ VPN လေးခံပြီးတော့မှတောင်းပြီးပါဘာလို့လဲဆိုတော့ဒီဂိမ်းတော်တော်များများကကျွန်တော်တို့ VPN ခံပြီးတော့မှအသုံးပြုလို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒါကြောင့်မလို့ VPN လေးခံပြီးတော့မှတောင်းပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာโอเคဆိုတော့ကျွန်တော်တို့ဒီဂိမ်းလေးကိုဒါဆိုရင်တောင်းပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါမယ်နော်ဒီဂိမ်းလေးကကျွန်တော်တို့ဘလိုမျိုးဆွားတဲ့ဂိမ်းအမျိုးအစားလေးလဲဆိုလို့ရှိရင်ဒီမှာတွေ့ရတဲ့အတိုင်းကျွန်တော်တို့ဒီမှန်ဘလူးပေါ့နော်အမှန်ဘလူးနဲ့တူကြည့်နေတဲ့ပုံစံအတိုင်းပေါ့ဗျာအဲကျွန်တော်တို့ကဒီပုံဥပမာပုံ နှစ်ပုံရှိတယ်ဆိုပါဆိုအဲ့ဒီနှစ်ပုံမှာကျွန်တော်တို့ကပုံတွေအားလုံးတော်တော်နီးပါးကတူနေလိမ့်မယ်အဲ့ဒီတူနေတဲ့အထက်ရမှာကျွန်တော်တို့ကမတူညီတဲ့အချက်လက်တွေကိုလိုက်ပြီးတော့ရှာဖွေရတဲ့ပုံစံမျိုးဂိမ်းလေးပေါ့နော်ဆိုတော့တော်တော်လေးလေးစိတ်ဝင်စားဖို့ကောင်းသလိုဆော့တာလည်းလွယ်တယ်ပတ်စံလည်းတကယ်ပြီးတဲ့ဂိမ်းဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အဲဆော့ကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်နော်ဒါဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့အမားကြီးကလေးနှိပ်ပြီးတော့ကျွန်တော်တို့ ဒီလိုပေါ်လိုက်ပေါ့နော်အမှတ်တကလေးချိန်ပြီးထွက်သွားလို့ရတယ်လို့ဒီမှာသူ့ရဲ့ဒီ policy တွေကိုကျွန်တော်တို့ကလိုက်နိုင်မယ်ဆိုလို့ရှိရင်လည်း agree ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအဲ့လိုနှိပ်ပေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာထုံးတဲ့အတိုင်းပဲဂိုကေးကောင်းတဲ့ဝင်ခိုင်းတာဖြစ်တဲ့ရက်ဒီ log in ဝင်ဂိုကေးဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါအာနှိပ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဂိုကေးကောက်တွေကြာလာမှာပေါ့နော် okay ဒီလိုမျိုးကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail account တွေကြာလာပြီဆိုလို့ရှိရင်တော့ဒီ game ကိုကျွန်တော်တို့ချိန်ပြီးတော့ဆော့မယ် Gmail account တခုကိုကျွန်တော်တို့နှိပ်ပြီးတော့ရွေးချိန်လိုက်ပါနော်ပြီးလို့ရှိရင်တော့ခဏစောင့်ပြီးပါ โอเคကျွန်တော်တို့ဒီလိုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဦးဆုံးလောက်ရမယ့်အရာတစ်ခုကအရေးကြီးပေါ့နော်အရေးကြီးရဆိုတာအဲ့ဒီနေရာကပို့ပြီးတော့လေကျွန်တော်တို့ပတ်စံရတယ်လေဆိုတော့ဘယ်နေရာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာလူနှစ်ယောက်ပုံစံမျိုးလေးနဲ့ invite ဆိုတဲ့နေရာလေးပါအဲ့ဒီနေရာကိုကျွန်တော်တို့တစ်ချက်ဝင်သွားလိုက်ပါခင်ဗျာအဒီလိုရောက်ပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဒီကုတ်ကလေးထည့်ပြရမယ်ပေါ့နော် invite friend ကုတ်လေးဒီ under ကုတ်လေးထည့်ပြရပါမယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီဒီဟာလေးတွေကိုကျွန်တော်တို့ဒီကဏ္ဍလေးတွေကိုထည့်ပြပါဒါကတော့ကျွန်တော်ရဲ့ကုတ်ပေါ့နော်အဲကျွန်တော်ရဲ့ကုတ်ကတော့တေတုံညာ 13513ပေါ့နော်ကျွန်တော်တို့မှာဘူယိုရဲ့ဘေးမှာလည်းကုတ်ထည့်ရန်အတွက်ဆိုပြီးတော့ကျွန်တော်ရေးပြထားပါမယ်အဲ့ဒီကျွန်တော်ရဲ့ကုတ်ကလေးကိုထည့်ပေးပါထည့်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ submit ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ coin ပေါ့နော်အဲ coin ဥပမာကျွန်တော်တို့ဒီ invite friend ပေါ့နော် invite friend ဖိတ်ခေါ်တဲ့ဒီကုတ်ထည့်တဲ့အတွက်ပေါ့နော် coin 200တန်းပြီးတော့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ကုတ်ကလေးကိုထည့်ပေးကြပါကျွန်တော်လည်းကုတ်ဘယ်သူကုတ်မှကျွန်တော်မထည့်ပေးရသေးပါဘူးကျွန်တော်အခုမှဂိမ်းစပြီးတော့အစ် အဲဆော့တာဖြစ်တဲ့အတွက်တကယ်လို့ကျွန်တော်ရဲ့ဒီကုတ်ကိုထည့်ပြီးသားကိုမရလဲကျွန်တော်ရဲ့ဒီခွန်မမှာအဲကိုရဲ့ဒီဂိမ်းရဲ့ကုတ်ပေါ့နော်တစ်ချက်လောက်ပြန်ပြီးတော့အာရီးပြီးခဲ့ပါကျွန်တော်ကြုံတဲ့လူရဲ့ကုတ်ကိုကျွန်တော်တစ်ခါထည့်ပြီးပါမယ်နော်အဲကျွန်တော်ရဲ့ကုတ်ကိုလည်းကျွန်တော်ရဲ့ဒီဖီဖာတွေကထည့်ပြီးခဲ့ကြပါနော်အဲအဲ့လိုမျိုးကျွန်တော်တို့အပြန်အလှန်ကုတ်ထည့်ခြင်းအပြင်ကျွန်တော်တို့ quantity ရရှိမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုလို့ရှိရင်တော့ဒီနေရာလေးမှာကုတ်ထည့်ပြီးဆိုလို့ရှိရင်တော့ဒီအောက်က submit ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့အာသွားလိုက်ပါနော်โอเคဒီလိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ sorry ကျွန်တော်ဒီအစင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက် အဟုံးကိုပြန်လာလိုက်ပါဂိမ်းလေးကိုပြန်လာလိုက်ပါလာပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီ play ဆိုတဲ့နေရာလေးပေါ့နော်အဲဒီ level 1ဆိုတဲ့နေရာလေးအဲ့ဒီနေရာလေးကိုကျွန်တော် rotation နှိပ်လိုက်ပါဂိမ်းစပြီးတော့ဆော့မယ်ပေါ့နော် okay ဒီလိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အခုသူပြထားတဲ့အတိုင်းဒီဘက်အပေါ်ဆုံးကပုံမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာနေရာမှာပုံလေးရှိတယ်ဒီဘက်ပုံမှာဆိုနေရာမှာပုံမရှိဘူးပေါ့နော်အဲအဲ့လိုမျိုးလေးကျွန်တော်မတူတဲ့အချက်တွေကိုကျွန်တော် like ပြီးတော့ share ပေးရမယ့်ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ share လိုက်မယ်ပေါ့နော် โอเคနောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့တမဖြဲကြည့်လိုက်ပေါ့နော်ဖြဲကြည့်လိုက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒီမှာကျွန်တော်ပြမယ်သူကမတူညီတဲ့ပုံလေးတွေပြခိုင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်နေရာကိုကျွန်တော်ကပြမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ပန်းစီရောင်လေးဒီမှာဆိုလို့ရှိရင်အပြရောင်လေးပေါ့နော်အဲ့ဒါတွေကလည်းမတူဘူးဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ရှာလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်မှန်သွားပြီပေါ့နော် အဲနောက်ထပ်တစ်ခုကကြာတော့ကျွန်တော်တို့အဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်တို့မတူညီတဲ့အချက်ကလေးတွေကိုလိုက်ပြီးတော့ရှာပြရမှာဖြစ်ပါရယ်နော်အဲ့လိုမျိုးကျွန်တော်ကဒီရှာပြရင်နည်းနည်းကြာမှာဆိုလို့ကျွန်တော်ဗီဒီယိုလေးကိုနည်းနည်းလေးကြော်လိုက်ပါမယ်နော်ကျွန်တော်တို့ကအဲ့လိုမျိုးတူမတူတဲ့ဟာတွေလိုက်ရှာရင်လည်းဒီလိုမျိုးမီးဘုံတွေတက်လာရင်အဲ့မီးဘုံကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြွညာလေးကြည့်ပြီးပေါ့နော်ဒီကြွညာဒီမီးဘုံတက်လာရင်မီးဘုံကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြွညာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ꽌နေပေါ့နော်ရရှိမှာဖြစ်ပါတယ်ကျွန်တော်အခုဒီမှာမီးဘုံကိုနှိပ်ပြီးတော့ကြည့်တာကျွန်တော်တို့ဘယ်လိုဖြစ်လို့ဒီလိုမျိုးပေါ်လဲဆိုလို့ရှိရင်အာ sorry ဒါကကျွန်တော်ကတော့မှားနှိပ်လိုက်တဲ့အတွက်ပေါ်လာတာနော်ဒါပွဲရှုံသွားတာအဲကျွန်တော်ဒီမှာနှိပ်တာတွေအများများသွားလို့အဲ့ဒီမီးဘုံကိုကျွန်တော်တို့နှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြွညာလေးတက်လာမှာပေါ့နော်အဲ့ဒီတက်လာတဲ့ကြွကြွညာနေပြီးတော့မှကျွန်တော်တို့ခွိုင်းရမယ်ဒါပေမဲ့အဲ့ဒီမီးဘုံနှိပ်တဲ့အခါမှာကျွန်ကျွန်တော်ကြွညာဘာလို့မတက်တာလဲဆိုလို့ရှိရင် VPN မခံထားလို့ပါကြွညာတက်ချင်တယ်ကြွညာကိုကြည့်ပြီးတော့ခွိုင်းရှာချင်တယ်ဆိုလို့ရှိရင်တော့ VPN လေးခံထားပါ VPN မခံရင်တော့ကျွန်တော်တို့ကြွညာကြည့်လို့ရမှာမဟုတ်ပါဘူးနော်အဲ့ဆိုတော့အဲ့ဒီအချက်ကလေးတော့ရှိပါတယ် โอเคဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလေးပေါ့နော်အခုကျွန်တော်ဒီဆော့ပြခဲ့တဲ့ဒီ gain လို့မျိုးပေါ့နော်ကျွန်တော်တို့မတူညီတဲ့ချက်ကလေးတွေကိုလိုက်ပြီးတော့ရှာနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တပွဲအောင်နာနဲ့ coin တခါရမှာဖြစ်ပါတယ်ကျွန်တော်ကအခုဆော့တဲ့အခါမှာဒီမီးဘုံနှိပ်ပြတာဟိုချော်ပြီးတော့နှိပ်လိုက်လို့ပေါ့နော်ကျွန်တော်ဒီပွဲကိုမနိုင်တော့ပါဘူးမနိုင်တော့တဲ့အတွက်ကျွန်တော်မှ coin 0ပါပဲ coin မရပါဘူးเนาะโอเคဆိုတော့ကျွန်တော်တပွဲလောက်တော့နိုင်အောင်ကျွန်တော်ဆော့လိုက်အောင်မယ်เนาะဆိုတော့ကျွန်တော်ကျွန်တော်ဆော့တဲ့အခါမှာကျွန်တော်နိုင်ပြန်ပြမယ်ဗျာကျွန်တော်အခုကြော်လိုက်အောင်မယ်ဘူးယူကြမှာဆိုလို့ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီခါတော့ကျွန်တော်ဆော့တာအောင်သွားပြီပေါ့နော်အောင်သွားရဲ့အတွက်ကျွန်တော်တို့ဒီ coin ကိုအာယူမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီမှာတဆပဲယူမယ်ဆိုလို့ရှိရင်တော့ဒီဘက်ကအပြတ်ရောင်းဒီကတ်ကလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ထုံးတဲ့တိုင်းသူပေးရတဲ့ coin ပဲရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီ28 coin ပေါ့နော်ဒီ coin လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီကျွန်ညာပူဂျိုလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ယူလိုက်ပါတော့အခုဒီမှာလဲကျွန်တော်ကြွညာဗီဒီယိုကြည့်လို့မရပါဘူး။ဘာကြောင့်လဲ VPN ခံမထားလို့ပါ။အဲကျွန်တော်ကဒီဗီဒီယို ရှိမှာဆိုလို့ပေါ့နော်ကျွန်တော် VPN တော့ခံမပြတော့ကျွန်တော်ရဲ့ဒီအကိုရီမရဲ့ viewer တွေကကြွညာကြည့်ပြီးတော့ကြွယူမယ်ဆိုလို့ရှိရင် VPN လေးခံထားလိုက်ပါနော်ကျွန်တော်တော့ VPN ခံလို့မရရဲ့အတွက်ဒီဘက်က cache ဆိုတာလေးကိုပဲကျွန်တော်နှိပ်ပြီးတော့တကွယ်မဲယူလိုက်ပါမယ်နော်အဲ့ဒါမှကျွန်တော်တို့ဒီဂိမ်းကိုမဆော့တော့ဘူးကျွန်တော်ဂိမ်းကိုထွက်လိုက်တော့မယ်နော်ကျွန်တော်တခြားငွေရှာလို့ရရနေရလေးတွေငွေထုတ်လို့ရမယ့်နေရာလေးကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ home ကဂိမ်းဆော့တဲ့နေရာဒီဟာဒီ in byte နေရာကျွန်တော်တို့တငယ်ချင်းတွေဒီဖိတ်ခေါ်ပြီးတော့ကိုယ့်ရဲ့ဒီ coin ကိုပေါ့နော်ကိုယ့်ရဲ့ဒီကုတ်ကို ထည့်ခိုင်းနေနေရပါတော့။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်နားလည်မယ်လို့ထင်တယ်။အဲနားလည်မယ်လို့ထင်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကဒီ offer wall ဆိုတာလေးကို trading ကပြတဲ့ပုံစံလေးကိုနှိပ်လိုက်ပါ။အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာသူပေးထားတဲ့ခဏလေးကျွန်တော်ကြွညာဝင်လာလို့နော်။သူပေးထားတဲ့ပုံတော့ကျွန်တော်တို့ဒီ ဘယ်လိုပြောမလဲဒီ offer ပေါ့နော်ဒီ gain တွေကိုဒီ test တွေကိုကျွန်တော်တို့ဝင်ဆော့မယ်ဝင် join ပေးမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာ coin တွေရမှာဖြစ်ပါတယ်ဒါကတော့ဒီ online ငွေရှာ gain ဆော့ရလူတော်တော်များနားလည်မှာပေါ့နော်ဒီ gain ထဲမှာမှာသူတို့ထပ်ပြီးတော့ဒီအသုံးပြုခိုင်းတဲ့ app တွေကိုကျွန်တော်တို့ဝင်ပြီးတော့တုံးမယ်ဆိုလို့ရှိရင် quantity ရမှာပဲဖြစ်ပါတယ်เนาะโอเคဒါတော့ကျွန်တော်နားလည်းမျိုးထင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးရှာလာတဲ့ဒီနားမှာရှိတဲ့ပတ်စံတွေပေါ့เนาะအဲကျွန်တော်တို့ဒီဘက်မှာဒီ invite friend ခေါ်လို့ရမယ် quantity ပြီးလို့ရှိရင်ဒီ gain short လို့ရမယ် quantity အဲ့ဒီ quantity ကကျွန်တော်ဒီနေရာမှာလာပေါင်းမှာပေါ့เนาะအဲအဲ့ဒီပေါင်းတဲ့ quantity ကိုကျွန်တော်တို့ကပတ်စံပြန်ထုတ်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာဒီ short ဆိုတဲ့ဒီဘက်အစုံဆုံးတောင်းရပုံစံမျိုးလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါ Okay ဒီကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ pp နဲ့ပေါ့เนาะ sorry ကျွန်တော်တို့ဒီမှာ pp နဲ့ကကျွန်တော်တို့ဒီမှာ0.3 ကြက်ကနေစပြီးထုတ်လို့ရတယ်။ကွိုင်းရေအတွက်လည်းဆိုလို့ရှိရင်တော့ကွိုင်းဒီမှာခု100ရာထောင်တောင်းပေါ့နော်။တောင်1200နဲ့200နေစပြီးတော့ထုတ်လို့ရတယ်။အဲပြီးလို့ရှိရင်လည်းကျွန်တော်တို့မှာဒေါ်လာ30ပေါ့နော်။စသဖြင့်ကျွန်တော်တို့ကွိုင်းရေအတွက်လိုက်ပေါ့နော်။အဲကျွန်တော်တို့ဒီမှာ PayPal နဲ့ထုတ်လို့ရမှာဖြစ်ပါတယ်။ PayPal နဲ့ထုတ်ချင်တဲ့သူတွေအဖို့ကျွန်တော်ကြိုပြီးတော့ပြောချင်တာကကိုယ့်ရဲ့ PayPal အကောင့်က limit ခိုင်မှကျွန်တော်တို့ PayPal နဲ့ထုတ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒီကောင်နည်းနည်းလေး ဘယ်လိုပြောမလဲ limit ခိုင်မှာထုတ်ရတာအဆင်ပြေတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ဒီ paper နဲ့မထုတ်ခြင်းတဲ့သူတွေအတွက်ကလည်းတခြားသောထုတ်ခြင်းတဲ့ဟာတွေလည်းဒီဘက်မှာရှိသေးတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းတခြားသောဒီမှာ banking တွေရှိသေးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီဟာတွေရှိမယ်ပြီးလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ဒီမှာအများကြီးရှိတယ်ဗျကျွန်တော်တို့ထုတ်လို့ရမယ့် ဟာတွေပေါ့နော်ကျွန်တော်တို့အများကြီးရှိပါတယ်တို့တွေဒီဘက်ကိုဆက်ဆက်ပြီးဆွဲမယ်ဆိုလို့ရှိရင်လည်းဒါမှ USDT ပေါ့နော် USDT ဆိုလို့ရှိရင်လည်းကျွန်တော်တို့20 USDT ကနေစပြီးထုတ်လို့ရမယ် PR နဲ့လည်းကျွန်တော်တို့ဒီမှာအဲဒေါ်လာတဒေါ်လာကနေစပြီးထုတ်လို့ရမယ်အဲဆိုတော့အများကြီးရှိတယ်ကျွန်တော် PA PR နဲ့ရော USDT နဲ့ရောပြီးလို့ရှိရင်ကျွန်တော်တို့ဒီ PP နဲ့ပေါ့နော်အားလုံးနဲ့ထုတ်လို့ရပါတယ်အဲဆိုတော့ကျွန်တော်တို့ PayPal နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ limit ခိုင်မှာထုတ်ပါ USDT တို့ PR တို့ကတော့အဆင်ပြေတယ်ပေါ့နော်အဲအဲ့ဒီ check လေးတော့သတိပြုခဲ့ကြပါမယ် ုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခင်ကနေပြီးတော့မှမတူညီတဲ့အချက်ကလေးတွေရှာပြီးတော့ क्वा ယ်များများရှာပြီးတော့ပေါ့နော်ကျွန်တော်တို့ invite friend တွေအများကြီးရှာပြီးတော့ပတ်စံတွေအများကြီးရပြီးတော့ကျွန်တော်တို့ပတ်စံများများထုတ်နိုင်ပါသေးလို့ကျွန်တော်အာဆူတောင်းမြတာပို့သားလိုက်ပါတယ်ဆိုတော့ပတ်သက်နေအများကြီးရှာနိုင်ပါတယ်နော်ဟောနောက်တစ်ခုကျွန်တော်ဂျန်ခဲ့တော့မလို့ပြောမလို့ဒီမှာကျွန်တော်တို့ lucky spin ဆိုတာရှိတယ်အဲ့ဒီ lucky lucky spin ဆိုတာလေးရလေကျွန်တော်တို့ VPN ခံပြီးတော့မှကျွန်တော်တို့ free လှည့်လို့ရမှာပဲဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ပြောဖို့ကြံခဲ့တော့မလို့ okay ဆိုတော့အဲ့ဒါပါပဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ပူကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲပိုင်ပါမယ်เนาะ